အားလုံးပဲမင်္ဂလာပါ။နီဆန်ဂျပန်သားတန်တန်းကြောင့်နေကျေစွာလိုက်ပါတယ်။ဒီနေ့ရဲ့ဒီနေ့အတွက်ကတော့ N2 ရဲ့ exam practice grammar ပိုင်းပေါ့နော်။ဘွန်ပူတရာပိုင်းလေးကိုဆက်ပြီးတော့သွားပါမယ်။အဲတရာကသူကဘယ်နှကြောင်းရှိလဲဆိုတော့ ဆက်နှစ်ကြောင်းလောက်ရှိမှာပေါ့ဗီဒီယိုဖိုင်ရန်ရှိတယ်ဆိုလို့ရှိရင်တော့ Starbucks ကိုတည်တံ့ပြောပြပါမယ်အခုဒီဟာလေးကိုပဲအရင်သွားပါအောင်ကဲအားဆိုစပါမယ်အဲ့မှာသူပါပေးထားလဲဆိုတော့မင်းနာတော့ယောဆိုးယောဆိုးနီးပေါ့နော်မင်းနာဆိုအားလုံးရဲ့ယောဆိုးဆိုတာကြိုတင်ခံမှန်းချက်အဲ့ဒီကြိုတင်ခံမှန်းချက်နိုင်နာနီကွက်လက်ပြီးတော့ခါကြတော့ဘူရာဂျီရိုဂျီမူကဘရာဇီးအသင်းကမာကတ်တေရှင်မာတာချုပ် ရှုံးသွားခဲ့တယ်ပေါ့နော်ရှုံးသွားခဲ့တယ်။အဲဆိုတော့ကကြ grammar pattern တွေကိုလိုက်ကြည့်လိုက်တဲ့အခါမှာညောဆိုးဆိုတဲ့ tutoring ခံမှန်းချက်တွေကိုဗာပဲရှိမှာလေ။ tutoring ခံမှန်းချက်တွေကိုစန့်ကျင်ပြီးအဲအပရောကကြစီမင်းဥပဒေတွေကိုစန့်ကျင်ပြီးမျှော်လင့်ချက်တွေကိုစန့်ကျင်ပြီးဟုတ်တယ်မလား။အာအဲ့လိုမျိုးသုံးထားတာအ N3 grammar pattern ရှိရဲ့လေ။ န်2မှာတော့မဟုတ်ဘူး N3 မှာပါတာဟုတ်ပြီနော်နီးဆွေးတဲ့ဆိုတာဒီမှာတော့နီးပါတယ်နီးဆွေးတဲ့ကနှစ်ပတ်တိုက်ရပြောတယ်စဉ်းစားတယ်အဲပြောတယ်ရေးတယ်စဉ်းစားတယ်တွေးတော့ရလေ့လာတယ်အဲ့လိုအတိတ်ပဲရှိတယ်အဲ့လိုပဲနံပါတ်4ဖြစ်တဲ့နီးနီးခန်းစတဲ့ဆိုတာလေနှစ်ပတ်တိုက်ရပြောတယ်ရေးတယ်စဉ်းစားတယ်တွေးတော့ရလေ့လာတယ်သူတို့နှစ်ခုကအတူတူပဲဟိုမှာ तू ကစကားပြောမှသုံးတယ် तू ကကြတော့ဘယ်မှာသုံးလဲဆိုလို့ရှိရင်စာရေးသားမှာသုံးတာဖြစ်တဲ့အတွက်တင်းနဲ့လေးနေကလုံးဝ cancel ဒီမှာဆိုရင်နီးဟန်းစတဲ့ဆိုရက် grammar pattern ရှိတယ်အဲ့ဒါကကြတော့စန့်ကျင်၍ now are စန့်ကျင်၍ဖြစ်ပါတယ်စန့်ကျင်၍အဲ့ဆိုကကြမျောလင်းချက်တွေကိုစန့်ကျင်၍နောက်ထပ် ်တစ်ခုကစီကန်းတွေကိုစန့်ကျင်၍နောက်ထပ်တစ်ခုကကြာကြိုတင်ခံမှန်းချက်တွေကိုစန့်ကျင်ပြီဒါကြောင့်မို့အဖြေကနမတ်နဲ့ပါအားလုံးရဲ့ကြိုတင်ခံမှန်းချက်ကိုစန့်ကျင်ပြီဘရာဇီးအသင်းကရှုံးသွားခဲ့တယ်။ဟုတ်ပြီနော်တိုတဲ့ကအဖို့အတွက်ဝါတရှိနီတိုတဲ့ကျွန်တော်ဖို့ကျွန်တော်အတွက်ကတော့ပတ်စံရန်တထောင်ဆိုတာများပါတယ်လို့တထောင်ဆိုတာများပါတယ်ပို့ကမနာဆိုင်အဲ့လိုအခြေအနေမျိုးမှာတုံးတာဖြစ်ပါတယ်ဟုတ်တော့ကဲအားဆိုရပြီနော်အဖြေကနမတ်နှစ်ပါ ငယ်နံပါတ်34စံကျင်ယွန်ပန်ကိုဆက်ပြီးတော့သွားမယ်အဲ့မှာသူပါပေးထားလဲဆိုရင်ဂျူနန်အီဂျောဆိုတော့ကကြတော့10နှစ်နဲ့အထက်တဲ့အာခတ်တေးအီတာဆိုမွေးခဲ့တာကိုပြောတာ10နှစ်နဲ့အထက်တဲ့ကိုမွေးခဲ့တဲ့အီနူးကခွေးလေးကတဲ့ရှင်းရှိနီဆိုတေသွားတယ်ပေါ့နော်အဲဆိုကို10နှစ်အထက်ဆိုတော့10နှစ်ကျော်မွေးထားတဲ့ခွေးလေးတေသွားတယ်ခနာရှ်ကူတဲ့ခနာရှ်ကူတဲ့ဆိုတာဝမ်းနေတာပေါ့ခနာရှ်ကူတဲ့ဝမ်းနေတယ်တဲ့ဝမ်းနေပြီးတော့နံပါတ်1ကကြတော့နော်ရာနိုင်ပေးထားတယ်အီရာနိုင်ပေးထားတယ်နာရာနိုင်ပေးထားတယ်ရှီရာနိုင်ပေးထားတယ်ဒါ 绕鬼。嗯 <music> ကလေးကလာကလေးအထာလေးတွေပေါ့နော် and fight ကအဆင့်အလောက်အထာလေးတွေဖြစ်ပါတယ်ဤကိုဖြုတ်ခုတဲပောင်းဟုတ်တယ်မဟုတ်လားဤ attitude ဆိုပြောင်းဤကိုဖြုတ်ခုတဲပောင်းနာရီမတ်လေးဝမ်းနည်းမှုတွေကအလိုလိုဖြစ်လာတာနာရီမတ်ပဲဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့နာရာနိုင်ဆိုတဲ့ဟာပဲဖြစ်မှာပေါ့ခန္ဓာခုတဲနာရာနိုင်အရန်ကိုဝမ်းနေတယ်ဟုတ်ပြီနော်အားဆိုရမယ်နော်အာဒီရဲ့နာရာနိုင်ဆိုတာစိတ်ခံစားချက်ကိုပဲပြောတာနော်အရန်ကိုဝမ်းနေတယ်အလိုလိုနေရင်ဖြစ်လာတဲ့ခံစားချက်တွေမှာသုံးပါတယ်အဘက်တိတာမာရာနိုင်ပုံစံမျိုးနဲ့အတူတူပါ ပါပဲဟုတ်ပြီနော်ဘတ်တာမာရာနိုင်ရကြတော့စိတ်ကောယုတ်ကောပါတာပါစိတ်ကောယုတ်ကောပါတာပါဘတ်တာမာရာနိုင်ရဒီကဘတ်တိနာရာနိုင်ဆိုရဲ grammar ပတ္တာကြာစိတ်တစ်ခုလေးကိုပဲကိုစားပြုပြီးဖြစ်တာပါအလိုလိုဝမ်းနေလာတယ်အဲ့လိုပုံစံမျိုးဟုတ်ပြီနော်အားဆွင့်ရမယ်နော်နောက်တော့ဒါဟာလဲ and three grammar ပတ္တံဖြစ်ပါတယ်နောက်ပုံစံလုံးက and three grammar ပတ္တံနော်ကဲနံပါတ်35ကိုသွားစန်းကျူကောဘန်မှာ ဖြူရှော့ခုကအလုံးဝင်တာပေါ့နော်အလုံးရဖို့ကတဲ့ခင်မတာဆုံးဖြတ်ပြီးသွားရဲဆိုတော့အလုံးရသွားပြီအဲဆိုအလုံးရသွားခဲ့ပြီနိုင်နာနီဂမ်ဘတ်တဲ့ကျူစားပြီးတော့ခါကြတော့ဟာတာရာခုစမိုဒီတာအလုံးလုံးဖို့ရွယ်ထားတယ်နံပါတ်1ကခါရာကနံပါတ်2ကခါရာကနံပါတ်3ကခါရာနီနံပါတ်4ကခါရာတို့ဆိုတဲ့ဟာပြီးထားတယ်ဟုတ်ပြီနော်အဲဆိုအလုံးရပြီးကတဲ့က ဲ့လိုပုံစံမျိုးပြောချင်တာဟုတ်ပြီနော်အလုံးရတာတေးချပြီးကလေးကကြိုးစားပြီးတော့ခါကြတော့အလုံးလုံးမယ်အဲ့လိုအထိပ္ပယ်မျိုးဖြစ်မှာလေကလေးကဆိုပါလေခါရာဝါဘောဟုတ်ပြီနော်ကလေးကဟုတ်ပြီနော်အလုံးရပြီးကလေးကကြိုးစားပြီးအလုံးရပြီးလို့သတ်မှတ်ပြီးကလေးကပြောချင်တာကွာမင်းအလုံးရပြီးအဲ့လိုမျိုးသတ်မှတ်ပြီးကလေးကဆိုတာကအလုံးတေးချသွားပြီပေါ့အလုံးကတေးချသွားပြီအလုံးရပြီးဆိုတာတေးချသွားပြီဆိုတဲ့ကလေးကကြိုးကြိုးစားစားလုပ်ဖို့ရွေထားတယ် ဟုတ်ပြီနော်အားဆိုရမယ်နော်ဒါလို့ဆိုပြီးဆိုတဲ့အတိတ်ပတ္တာတွေမရဘူးနောက်တစ်ခုနံပါတ်36ကိုသွား36ကကြတော့စန်ဂျိုတော်ကိုပန်အကီမရင်နော်မန်ရှင်ဆိုတော့ခါကြဗူဒါရှိကမန်ရှင်ကတိုက်ခန်းအဲကန်ချစ်အဲကန်ဆက်ဆော့ပေါ့နော်ကန်ဆက်ဆော့ကန်ဆက်ဆော့ဆိုတာအဆောက်အဦးတွေအားဆိုဗူဒါရှိကတိုက်ခန်းအဆောက်အဦးတွေကိုနိုင်နာနီမွန်နိုင်ကပြဿနာတွေကအိုကီကူနဲ့တဲရီတို့ကြီးထွားသွားတယ်နံပါတ်1ကကြတော့အုတ်ခုမဲတဲ့အုတ်ခုမဲတဲ့ဆိုတဲ့ဂရမ်မာပက်တာကြစိတ်နဲ့ပြီးဆိုတဲ့အတိတ်ပဲအာဟို ပေါ့နော်နှလုံးသားလေးထည့်ပြီးအဘရကကြတော့ မျောလင်းချက်တွေကိုထည့်ပြီးအဲ့လိုပုံစံမျိုးစိတ်ညစ်ပြီးဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်။မေဂုတုဆိုပြောပေးထားတယ်။မေဂုတုကကြတော့အကြောင်းပြုပြီးဆိုတဲ့အဓိပ္ပာယ်။အကြောင်းပြုပြီးသူ့နောက်မှာဘာတွေလိုက်လဲဆိုလို့ရှိရင်ဆိုတော့ရံဖြစ်တာအပြင်ပြဿနာဖြစ်တဲ့နေရာတွေမှာတုံးတယ်ပြဿနာဖြစ်တာဟုတ်ပြီနော်ဥမာအဖြစ်အဖေရဲ့ဆုံးမသွားတဲ့အဖေရဲ့အမွေတွေကိုအကြောင်းပြုပြီးတော့ခါကြတော့တာသမီတွေကရံဖြစ်ကြတယ်စကားများကြတယ်ပြဿနာတက်ကြတယ်အဲ့လိုမျိုးတွေမှာတုံးတာအပြင်တော့ခါကြအိုတိုအိုစုကကြတော့သူကဆိုတော့အဲအိုတိုအိုစုရဲ့ဂရမ်ပါပတဲ ကြတော့သူကဒေါက်လျှောက်ဆိုတဲ့ဟာရဲ့တိုင်တိုင်လုံးလုံးအဲ့လိုအဓိပ္ပာယ်မျိုးရတယ်။မှားတဆင်ဆိုတဲ့အဓိပ္ပာယ်နော်။အဲ့ဒါလေးရတယ်။နံပါတ်၄ကကြတော့သွန်မွန်နာဟုပေးထားတယ်။သွန်မွန်နာဟုကကြတော့နှစ်အတူဒါတွေက N3 ရဲ့ grammar pattern တွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့အနောက်မှာပြဿနာကြီးကြီးမားမားဖြစ်သွားတဲ့ဖြစ်တဲ့အတွက်အဖြေကနံပါတ်2ရပြီနော်။ နောက်တစ်ခုသွားပါမယ်စန်းကျင်နာနာဘန်အဲ့မှာဆိုလို့ရှိရင်ခါနိုးချောင်းဟာအောက်ပါလီယာဆိုလို့ရှိရင်ဥတမိုးတေးတချစ်ကိုနိုင်နန်ဒီကွက်လက်ပြီးတော့ခါကြတော့ fashion ဆိုတော့ fashion ပေါ့အဲ model တို့ဆိုတော့အဲ fashion model ပေါ့အဲမိုးတောင်မှ stay တို့လုပ်တယ်အဲ့ဆိုတော့ခါကြ fashion model တောင်လုပ်တယ်ဆိုတော့နံပါတ်1ကဥတဟူတို့တချင်းဆိုတာနဲ့အတူဥတဥတတာရပေါ့နော်ဥတတာရဆိုတော့တချင်းဆိုရဲဆိုရင်တချင်းချိုခဲ့ရင်ပေါ့နော်ဒါခဲ့ရင်အဲဒါကကြတော့ဥတတေမိုးတချင်းဆိုတယ်နောက်ထပ်တစ်ခုကကြဥတ အဲဘာတချင်းဆိုမယ်ဆိုလို့ရှင်နောက်ပြီးနော်တချင်းဆိုမယ်ဆိုရင်ဆိုရင်ဆိုရင်ဆိုတာတော့မဟုတ်ဘူးဆန်းတော့အဟုတ်ပြီနော်အာဥတာဟုကတချင်းဆိုတယ်ကဲအားဆိုသွားမယ်ခန္ဓာကျုံးကကောင်မလေးရဆိုလို့ရှိရင်ဥတာဥတာဥတာမို့တချင်းကိုလဲပဲဥတာတဲ့မို့စိုးရင်ထောင်မှလဲပဲသူကတချင်းစုံနေရင်ထောင်မှလဲပဲ fashion model လဲပဲဖြစ်တယ်လीဟုတ်ပြီနော်အဲ့ဒါဆိုရမယ်နော်တောင်မှလဲပဲရမှာပေါ့တချင်းစုံရင်ထောင်မှလဲပဲ ဟုတ်ပြီနော်သူကတချင်းဆိုခဲ့ရင်လည်းမရဘူးတချင်းဆိုရင်တချင်းဆိုရင်ဟုတ်ပြီနော်အဲ့ဒါလည်းမရတချင်းဆိုရင်ဆိုတဲ့ယင်းယင်းဆိုတဲ့ဟာတွေထည့်ကြည့်လိုက်ဘာသာပြန်တချင်းဆိုရဲဆိုရင်တောင်မှလည်းပဲဟုတ်ပြီနော်တချင်းလည်းပဲဆိုရင်တောင်မှလည်းပဲ fashion model လည်းပဲဖြစ်တယ်ဒါကြောင့်မို့အဖြစ်ဟာစမ်းပါ ကဲဟုတ်ပြီစံချူဟာကြည်ပံဝင်သွားစံချူဟာကြည်ပံမှာကကြတော့သူပါပေးထားနေခဏလေးနော်အပေါ်လေးနည်းနည်းတို့မယ်အဲ့မှာဆိုရဲသူကယာမမူတိုခေါ်ဂျူနော်ယာမမူတိုပေါင်မောက်ခါရဲသူကညွန်ကြားချက်လမ်းညွန်ချက်ပေါ်ရှိသူနော်ညွန်ကြားချက်လမ်းညွန်ချက်ရဲနိုင်နာနီကွက်လက်ပြီးတော့ခါကြတော့အာဂက်ဆီတာချင်ဝအကြောင်းသူအကြောင်းသားတွေကဘန်ကျော်ကိုစွတ်စွတ်ခဲတာဘန်ကျော်ဆိုတာဆာလီလာမှုကိုစက်တိုက်လုပ်ခဲ့ပါတယ်ဟုတ်ပြီနော်သူတေနာလုပ်မှုကိုဆက်ဆက်လုပ်တယ်ဟောသူတေနာနော်ဒါဆာလီလာတာမဟုတ်ဘူးခန်ကျော်ကိုစွတ်စွတ်ခဲတာသူသူတေနာကို ဆက်ပြီးတော့လုံနိုင်ငယ်လုံတယ်ပေါ့နော်လုံနေတယ်ကဲအဲ့ဆိုရင်နံပါတ်1ကိုကြည့်နံပါတ်1ကကြတော့မူတိုဆိုပြီးတော့ပေးထားတယ်မူတိုကကြတော့အခြေခံမီနောက်ထပ်တစ်ခုကမူတိုတဲ့မူတိုရဲ့အသေးကကြတော့လက်အောက်မာဆိုတဲ့အဓိပ္ပာယ်လက်အောက်မာဟုတ်ပြီနော်လက်အောက်မာဒါအန်ဒူဂရမ်မာပတန်မူတိုအခြေခံတာအန်ထရီဂရမ်မာပတန်ဟုတ်ပြီနော်မူတိုကအခြေခံနေတာလဲမူတိုတို့အခြေခံတာနှင်းအတူအဲ့လိုပုံစံမျိုးပေးထားတယ်ဒါအခြေခံဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားဒါအခြေခံတာနှင်းအတူ ဖြစ်သွားတယ်နော်နေ့အတူဖြစ်သွားတယ်ဒီအားကြတော့ endogram ပါတဲ့လက်အောင်မဆိုတဲ့အနေပဲအာဆိုတော့ရမမို့သူကျော်ကျူပေါမောက်ခါရဲ့ညွှန်ကြားချက်ရဲ့အောက်မှာဟုတ်တော့ညွှန်ကြားချက်ရဲ့အောက်မှာရှီသူနော်မို့သူတဲ့ညွှန်ကြားရဲ့အောက်မှာကျောင်းသူကျောင်းသားတွေကသူတည်နာကိုဆက်ပြီးတော့လုပ်နေတယ်ဒါကြောင့်မို့အဖြေကနမဒါဆိုရမနော် နောက်တစ်ခုသွားမယ်ဆန်ဂျူကျူဘန်အိမ်မှာဆိုရင်စူမီမာဆန်စိတ်မရှိပါနဲ့ဖန်ကေးဆုဖန်ကေးဆုဆိုတာဘောပင်ထဲတဲ့အိတ်ပေါ့အဲ့ဘောပင်ထဲတဲ့အိတ်ကိုဘောပင်ထဲတဲ့ကိုမာဘူးပေါ့ကွယ်အဲ့လိုပုံစံမျိုးအဲ့တော့ကိုဝါဆရဲတနော်တဲ့မိနေခဲ့တဲ့အတွက်ကြောင့်မလို့ဘောရူပန်ကိုဘောပင်ကိုနိုင်နာနီကွက်လက်ပါနံပါတ်၁ကကြတော့ခိုက်စတဲဟုတ်ပြီနော်ခိုက်စတဲကုရာဆိုင်မာဆန်ကဒါလဲခိုက်စတဲကုရာဆိုင်မာဆန်ကနံပါတ်၃ကကြတော့ခါရီတဲမွန်ကြီးအဲခါရီတဲမွန်ကြီးမာဆန်ကနံပါတ်၄ကကြတော့ခါရီအာခါရီတဲအာခဲမာဆန်က ်အနာပေးထားတယ်ဇတို့ကကိုကိုတိုင်ကဘုံမြင်တန်ခဲ့တာဖြစ်တဲ့အတွက်အာခဲမတ်ဆိုတဲ့စကားလုံးကိုကိုကိုတိုင်ကပြီးမဲ့အာခဲမတ်စီမရဘူးဟုတ်ပြီနော်အဲ့ဒါကလုံးဝမှား ုတ်တယ်ဟုတ်အဲ့ဒါလုံးဝမှာအဲ့ဆိုဘောမြင်လေးကိုငှားပေးပါပဲရမှာလीသူများစီယာငှားမှာဟုတ်တယ်မှန်လားသူများစီယာငှားမှာဖြစ်တဲ့အတွက်ရှိတဲ့သူစီယာငှားမှာသူများစီယာငှားမယ်ဆိုရင်အဲ cash တဲ့ကုရာဆိုင်မှာငှားစမ်းကငှားပေးလို့ရမလား idadaki mask ကလက်ခံရရှိပါသည်ဆိုတဲ့အဓိပ္ပာယ်မျိုးတော့ရတယ်ဒါပေမဲ့ဒီ cash တဲ့ကကြတော့အဆင်ပြေပြမယ် cash တဲ့ ਨੇ ခါစုဆိုရဲခါရီတုခါရီတဲပေါ့နော်အဲ့ဒီနှစ်ခုမှာဆိုလို့ရှိရင်ဆရာတို့ N3 မှာလေဟို listening သင်ခဲ့ရဘူးလေဟုတ် လက်စနီးတင်ခဲ့ရဘူးတယ်ဟုတ်ပြီနော်အဆောက်ကကြဘောပင်လေးငားပေးပါဆိုခါစတိတ်ကကြသူများငားပေးမှာခါရီတဲ့ရကြတော့ကိုကငားပေးမှာမင်းရဲ့ဘောပင်လေးကိုငားပေးပါအဲ့ဟာပဲဖြစ်တဲ့အတွက်သူများလုံးမဲ့ဒီခါရီခါစတိတ်ကိုပဲတော့ရမယ်အဲ့ဒီသူများလုံးမဲ့မှာမဟာမခါစတိတ်ကသူများလုံးတာဤသာသာကေးမဆန်းကနော်ခါရီတဲ့ကကိုကလုံးမှာနော်အဲ့ဒါဆန်းတို့လက်စနီးမှာတင်ခဲ့ရနော်ရှင်ကန်ဆန်းလက်စနီးတင်ခဲ့တဲ့သူတွေရှိလို့ရှိရင်အဲ့ grab လေးပါတယ်အဲ့ဒါဟိုပါဘောနော်တကယ်လို့ကျမတကယ်လို့မသိဘူးဆိုလို့ရှိရင်အဲ့ဒီ grab စာမျက်နှာနံပါတ်လေးရှိရနော်တေချာသွားကြည့်လိုက်ရှင်ကန်ဆန်းလက်စနီးမှာပါပါ တယ်အန်ဒရီရှင်ကန်းဆန်းပါပါအဲဆိုခါစတေးကသူများချီးပေးတာခါရီတေးကကျတော့ကိုကချီးပေးတာအဲဆိုအခါကျတော့ဘာလုပ်မှလဲဆိုလို့ရှိရင်ဆန်းတို့ကခါစတေးကသူများလောက်တာအီတာတာကီမတ်ကကိုကလက်ခံရရှိတာဟုတ်အဲ့လိုမျိုးသူများနဲ့ကိုနဲ့နှစ်ခုပေါင်းထားတဲ့ဟာသွားပေါင်းလို့မရဘူးမှားတယ်ဟုတ်ပြီနော်ခါစတေးကကြတော့သူများငါပေးမှာခုရေခုထားဆိုင်မဆန်းကလည်းသူများငါပေးတဲ့ဘက်ကြီးအဲ့ဒါကြောင့်မို့အဖြေရနမတ်တက်ပေးရမယ် ဟုတ်ပြီနော်ကိုကိုတိုင်ကလှုပ်ပေးရမယ်ခါရီးတဲ့ခါရီးတဲ့လုံးဝမရဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပက်ဆိုင်အကြီးကအပက်ဆိုင်တောက်ပြန်နေပြောနေတယ်ဟောဘောပင်အကြီးကခြံနေခဲ့တဲ့အတွက်ကိုငှားမှာမဟုတ်ဘူးသူများစီကငှားရမှာလीဒါကြောင့်မို့အဖြေကနံပါတ်1နော်အဲ့ဒါကမှမယ်နော် နောက်ထပ်တစ်ခုကိုတော့နံပါတ်40ကိုတော့နံပါတ်40ကကြတော့ဗာပေးထားလဲဆိုရင်ဗီဇာဗီဇာနော်မွန်နိုင်နီဗီဇာပြဿနာမှာနိုင်နာနေကွက်လက်ပြီးတော့ခါကြတော့ဒါကြီးကဘာရေးထားရလဲတော့မသိဘူးပြီးတော့အဲ့မြေတနာမှာကွက်လက်ပြီးတော့ခါကြတော့ဒါဂျီမှုလျှော်ရုံငန်းရေးထားတာနော်ဆရာကြီးဟိုပေးထားတဲ့စာရွက်တွေမှာတော့ဒါကဂျီမှုလျှော်ရေးလိုက်မယ်ဂျီမှုလျှော်ရုံငန်းအားဆိုတော့ခါကြတော့ပေးထားတဲ့စာရွက်တွေမှာတော့ဟိုပါပေါ့နော်မြင်ရလိမ့်မယ်ဆရာကြီးဒီမှာ ပရင်ထုတ်ထားတဲ့ဟာမကောင်းတာအဲဆိုတော့ကကြဗီဇာပြဿနာမှာကွက်လက်ပြီးတော့ဂျီမူရှော်တဲ့ယုံကံမှာခီးတဲ့ခူရာဆိုင်နေပါအဲဆိုနမတ်စ်ကိုကြည့်ရအောင်နီဆွီတဲနောကိုတိုကအဲ့ဒါပေးထားတယ်အဲဆိုတော့ကကြတော့ကျွန်တော်ကြည့်လိုက်နီဆွီတဲနောကိုတိုကတုတ်တဲ့အဖို့အတွက်အဲ့ဒါကြီးပဲလိုက်ကြည့်လိုက်ဒီမှာနီစတာကတဲ့အဲ့တော့ကကြခါခါဝါတဲ့အဲ့ဒါပေးထားတယ်နီဆွီတဲဆိုနှင်းပတ်သက်၍ နှင်ပတ်သက်၍ဟုတ်တယ်ဟုတ်နှင်ပတ်သက်၍အဲ့လိုပဲနီးတိုးသွေးကအဖို့အတွတ်ဖို့အတွတ်ဆိုရယ်အတိတ်ပဲအဲ့ဆိုခါကြအဖို့အတွတ်ဆိုရယ်အတိတ်ပဲဝါတရှိနီးတိုးသက်ကျွန်တော်အဖို့ကျွန်တော်အတွတ်ပဲရမယ်ဗီဇာရဲ့ပြဿနာအဖို့အတွတ် အရာကဆိုတာမရှိဘူးဟုတ်ပြီနော်နောက်တစ်ခုကကြာနီစတာကတိတ်ကကြတော့သူကတဘာဝတရားပြောင်းလဲတဲ့အခါမှာသုံးတာတဘာဝတရားပြောင်းလဲရလိုက်ပြောင်းလဲတာအေးအေးကဟန်ကဆူလူတို့ဘီမိုဟန်ကဆူလူဆိုရအရေးပဲမျိုးဥမာအဖြစ်ကွာအမြောက်ဘက်ကိုသွားတာနဲ့အညီတဖြည်းဖြည်းနဲ့အကဘာကြီးရဲ့မြောက်ဘက်ကိုသွားတာနဲ့အညီတဖြည်းဖြည်းနဲ့အေးလာတယ်အဲ့လိုမျိုးကြီးမှာပဲသုံးတာဖြစ်တဲ့အတွက်မရဘူးကာကာဝါရာဇူဆိုတဲ့ grammar pattern ဆင်းလို့တော့သင်ထားတယ်ဟုတ်ဇူလေးနဲ့ဆိုရင်မပတ်သက်ဘူးဆိုတဲ့အရေးပဲဟုတ်ပြီနော်မပတ်သက်ဘူးမပတ်သက် ဘူးအဲတော့မပတ်သက်ဘူးဆိုတဲ့အထိပဲဒီမှာကဇူးနဲ့မဟုတ်ဘူးဆိုတော့တက်ဆိုင်နေဆိုတဲ့အထိပဲဖြစ်သွားတယ်တက်ဆိုင်နေအားဆိုတော့စဉ်းစားကြည့်လိုက်ဗီဇာပြဿနာနဲ့တက်ဆိုင်တက်ဆိုင်နေ သက်ဆိုင်တဲ့ကိစ္စတွေကဗီဇာပြဿနာနဲ့ဒီမှာဆိုလို့ရှိရင်ခါခါဝတ်တင်တော့မိုနိုကအဲ့မသက်ဆိုင်မှုဆိုတာဘယ်လိုပုံစံမျိုးမှတုံးတာလဲဆိုရင်လေဆိုတော့အာဒီအလောက်ကတော့အအသက်အရွယ်နဲ့မသက်မပတ်သက်ပါဘူးအသက်အရွယ်နဲ့မဆိုင်ပါဘူးဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးနဲ့ပဲတုံးတာဒါကြောင့်မို့ဒီပုံစံမျိုးနဲ့လည်းတုံးလို့မရအောင်အဲ့ဒါကြောင့်မို့ဗီဇာနော်မွန်နိုင်နီစီတဲ့ဗီဇာပြဿနာနဲ့ပတ်သက်ပြီးတော့ကတော့ကိစ္စတွေကိုဘာလို့လဲတီမှုလျှော့ရုံးကမ်းမှာမေးပါဒါကြောင့်မို့အဖြေကနံပါတ်1ဖြစ်ပါတယ်နောက်ဆွေးရမယ်နော် နောက်တစ်ခုနံပါတ်41ကိုတော့နံပါတ်41ကကြတော့သူပါပေးထားလဲဆိုရင်ရှုခုတိုင်းအင်စာ ရှကူတိုင်ဝအိန်စာရီယာဆိုရင်ရာထဲမှာလုံမယ်ဆိုအီရပြီးရှီကာလီတေတီချာချာအိုပိုရဲတူကိုတို့ကတိုင်းစေဆိုတာတေတီချာချာမှတ်မိအောင်လုပ်တာကတော့အရေးကြီးပါတယ်။ဟုတ်ပြီနော်တိုင်းစေဆိုတာအရေးကြီးတယ်။အဲဆိုအခါကျတော့အိန်စာရီကတဲ့အဲရာထဲမှာလုံမယ်ဆိုရင်ကွက်လက်တေတီချာချာအိုပိုရဲဆိုတာမှတ်မိတာပေါ့နော်။အဲဆိုအခါကျတော့မှတ်မိအောင်လုပ်တာတေတီချာချာချက်မှတ်တာအရေးကြီးပါတယ်။နံပါတ်၁ကိုကြည့်တိုယူမိုနိုဝါနာခုပေးထားတယ်။တိုယူမိုနိုနီနာခုပေးထားတယ်။တိုယူမိုနိုသေးဝါနာနာခု ပေးထားတယ်ဆိုတော့ grammar pattern အဲနော်ဘာနိုင်နာနီဘာနိုင်နာနီတို့ယူမွန်တို့သေးဝါနိုင်မဟုတ်ဘူးလားဒါပဲရှိတာလေအပြီးတော့ခါကြတို့ယူမွန်တို့တို့နာခုအဲတို့ယူမွန်တို့တို့နာခုဆိုရင်အဲ grammar pattern လည်းမရှိဘူးဟုတ်ပြီနော်အဲ့ဒါဆိုတော့ခါကြအဖြေကနံပါတ်3အဲ့ဆိုတော့ရှုခုတိုင်းဝအင်္ဂါတွေကဆိုရင်ရတဲ့ဘာလုံးမယ်ဆိုရင်ဤတို့ယူရပဲရတယ်နော်အင်္ဂါတွေလုတ်ပြီဆိုရင်ရပြီလို့မွန်တို့သေးဝါနိုင်မဆိုလို့ဘူးရပြီလို့မပြောဘူးအင်္ဂါတွေလုံယုံနေရပြီလို့ပြောလို့မရပါဘူးတိတိကျကျမှတ်သားထားဖို့ကအရေးကြီး ပါတယ်။ဒါပဲရှိတယ်။ဒါကြောင့်မို့အဖြေဟာစံပန်ဒါကြတော့တူယူမိုနိုဝါနာခုကြတော့ဘလိုဘာသာပြန်လို့ပြန်လို့ရလဲဆိုဆိုတာမရှိဘူးလို့တူယူမိုနိုနီနာခုဆိုတာဘာကိုပြောမလဲဆိုရင်ဆိုတာမဖြစ်နေဘူးလို့အဲ့လိုမျိုးကြီးရှိလားမရှိဘူး။ဒါကြောင့်မို့အဖြေကနံပါတ်၁ပဲရပါမယ်။ဒါဆိုရမနော်။ကဲဟုတ်ပြီနောက်ထပ်တစ်ခုဆက်သွားမယ်။ နောက်ထပ်ဆိုတခုကကြတော့တမောဒါချင်းတော်တန်ကျော်ပြီနီတငယ်ချင်းရဲ့မွေးနေ့မှာဝါသရှိဝကျွန်တော်ကကိုကိုတို့ကိုခိုမဲတဲ့ကိုကျွန်တော်ရဲ့အဲချစ်ချင်းမြတ်တာတွေကျွန်တော်ရဲ့မြတ်တာတွေကိုချဲ့ပြီးတော့ခါကြတော့အဲကိုပကြီးကိုဆွဲပြီးခဲ့တယ်ပဲဖြစ်မယ်ခါရိုက်တဲ့ဆွဲတ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 ယ်ကိုကနေလှုပ်ပေးခဲ့တာဖြစ်တဲ့အတွက်အာခဲတာကိုကလှုပ်ပေးတာဖြစ်ပါတယ်အဖြေရနံပါတ်3မှာအမောရတာကိုကိုရာရရတာခုတဲ့တာသူများကိုကိုပေးတာဣဒာသာဣဒာကြတော့ကိုကလက်ခံရရှိတာ အခုကကိုကသူများကိုပေးတာဖြစ်တဲ့အတွက်အဖြေစံပန် ကဲဟုတ်ပြီယွန်ဂျူဆန်ပန်ကိုသွားယွန်ဂျူဆန်ပန်မှာဆိုရင်အွန်ဒိုအာဂဇာစူဂီနိုအာဂဇာနှစ်သက်တဲ့ခူရိုကာဝါကွန်ဝါခူရိုကာဝါခွန်ဟာဆိုလို့ရှိရင်စပိုးဆိုတိုက်ကိုင်းနီအာဂဇာပြိုင်ပွဲမှာနိုင်နာနီကတူတဲမိုးဆွေယောအာဂဇာပြိုင်ပွဲကွက်လက်အယန်းကိုပြင်းထန်နေပေါ့နော်ဆွေယောကြီးကြတော့ပြင်းထန်နေလို့ဘာသာပြန်မယ်အာဂဇာပြိုင်ပွဲကွက်လက်အယန်းကိုပြင်းထန်ပြင်းထန်နေနံပါတ်၁ကကြတော့ဝါတာရူဝါတာရူဆိုပြီးတော့ပေးထားတယ်နိပေးထားတယ်နိဝါတာရူကကြတိုင်တိုင်လုံးလုံးတောက်ရှာမှတက်ဆင်ဆိုတဲ့ အထိပ်ပဲ။ရအားကစားပြိုင်ပွဲ တိုင်တိုင် လုံးလုံးတောက်လျှောက်အဲ့လိုမျိုးရှိလား။ အကစားပြိုင်မွေတိုင်တိုင်လုံးလုံးထောက်လျှောက်အဲ့လိုမျိုးမရှိဘူးเนาะအာเนาะတိုင်တိုင်လုံးလုံးထောက်လျှောက်မရှိဘူးသူကကြတော့အချိန်ဆိုရင်လေးဆန်းတို့ကဘယ်လိုပါလဲဆိုတော့အာဒီဒီအကစားကွင်းမှာနှစ်ပတ်တိုင်တိုင်နှစ်ပတ်လုံးလုံးထောက်လျှောက်လုပ်ပါတယ်အဲ့လိုပုံစံမျိုးနောက်တစ်ခုကမှတဆင်ဆိုရင်အကြောင်းအရာကိစ္စလူဆိုရင်မှတဆင်အာကျွန်တော်နဲ့သူမနဲ့တိခဲ့တာကတော့အာစီနီယာမှတဆင်ဖြစ်ပါတယ်အဲ့လိုမျိုးတွေမှသုံးတာเนาะဒါကြောင့်မို့မရဘူးနောက်တစ်ခုကကြတိုင်းစုစုဆိုအပေါ်အကစားပွဲအပေါ်မှာဟုတ်ပြီเนาะအမိုးကြီးအမိုးကြီးဤတယ်အမိုး ွေးဤတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုစိတ်အားထက်သန်မှုအားကစားပြိုင်ပွဲတွေအပေါ်ဆိုရင်တော့စိတ်အားထက်သန်မှုဟာပြင်းထန်နေဟုတ်ပြီနော်အဲ့ဒါကြောင့်မို့အဖြေနံပါတ်2နံပါတ်3ကကြတော့ယောရုကကြတော့အာနီယောတဲ့ဆိုရင်ကမ္ဘာပတန်တည်ရမလားနောင်ဖြစ်နောင်ကြောင့်နောင်အခြေခံရွေးနောင်မူတည်ရွေးနောင်မူတည်ပြီးကတော့နောင်ကနေအဲ့လိုအထိပ္ပယ်လေးရတယ်နောက်တစ်ခုကကြတော့အာ အဲ့အဲ့ပုံစံမဲ့ရမယ်ကျွန်တော်တကယ်လို့ဖို့ရန်ဆိုတဲ့အတိတ်ပဲမျိုးနဲ့လဲထည့်ကြည့်လိုက်ဒါကြီးကလုံးဝမှားနောက်ပြတစ်ခုကနိစခုဆိုပြီးတော့ပေးထားနိစခုကကြာကျွန်တော်မှာအတိတ်ပဲကနှစ်မျိုးရှိတယ်အကြောင်းအရာ အကြောင်းအရာဆိုလို့ရှိရင်အကြောင်းရင်းအကြောင်းအရာပေါ့နော်အကြောင်းရင်းပေါ့နော်အကြောင်းရင်းဆိုရင်ကြောင်းလို့ပါလာပြန်မယ်ဒီမှာဆိုရင်လည်းဒီအားကစားပြိုင်ပွဲကြောင်းဘယ်လိုမှမရအောင်နောက်ထပ်တစ်ခုကအချိုးအစားအချိုးအစားဆိုရင်မှားလို့ပါလာပြန်တယ်အချိုးအစားမှာမှားဥမာအဖြစ်အာဝါပေါ့နော်ပရင်ထုတ်တာကတရွက်မှာအာရန်တရာကြပါတယ်အဲ့လိုမျိုးအချိုးအစားပေါ့နော်တရွက်ကိုဘလောက်တရွက်မှာဘလောက်လူကြီး9ယောက်မှာဘလောက်လူ9ယောက်မှာတယောက်ဟိုပါပေါ့နော် discount ပေးပါမယ်အဲ့လိုအချိုးအစားတွေမှာပဲတုံးတာဒါကြောင့်မို့အဖြေကနံပါတ်2နော်နံပါတ်40 က်လေးယွန်ချင်းယွန်မန်ကိုတော့အိမ်မှာဆိုလို့ရှိရင်ချူကအဲချူကခုပေါ့ချူကခုပေါ့ချူကခုဂျီတိုင်းဆိုတော့อืมအဲအလဲတန်းចောင်းသားဘိုးဟာတုံးကပေါ့နော်အလဲတန်းចောင်းသားဘိုးဟာတုံးကတဲ့အဲအိုရနိပြိပါနှစ်ပါးကိုဟမ်ပါဆစ်ဆိုတာကစန့်ကျင်နော်ဟမ်ပါဆစ်တဲ့စန့်ကျင်ပြီးတော့ခါကြတော့ဣရေသေးဆိုတာအိမ်ကနေထွက်တာ အိမ်ကနေထွက်တာနိုင်နာနီကိုတို့ကတာရှိခဲ့ပါတယ်ရှိခဲ့ပါတယ်အိမ်ကနေထွက်တာကွက်လက်ရှိခဲ့တယ်အဲဆိုရှိကဆိုတဲ့ grammar ပတ်တံပေးတာရှိကသူ့နောက်မှာမားဆန်းလိုက်တာနိုင်ဖောင်လိုက်တာဖြစ်တဲ့အတွက်အနောက်မှာနိုင်မပါတော့မှနောက်ထပ်တစ်ခုကဒါခဲတာလင်းယုံမြတလောက်တာလင်းယုံမြတလောက်ထွက်အိမ်ကထွက်တာတာလင်းတွေးခဲ့တယ်အဲ့လိုရှိလားမရှိဘူးမှနိမိုနိမိုဆိုတာတောင်မှ တောင်မှအဲ့ဆိုအဲ့လိုပဲစာရဲကလည်းတောင်မှပဲအဲ့ဒါဆိုတော့အခါကျတော့ဘာသာပြန်ကြည့်မယ်အဲအလယ်တန်းကျောင်းသားဘုရားတော့က မိဘနှစ်ပါးကိုစန့်ကျင်ပြီးအိမ်ကနေအဲအိမ်ကနေတောင်မှဟုတ်ပြီနော်အိမ်ကနေထွက်တာပေါ့နော်ဒေတာအာဣရဲ့ဒေဆိုတာဣရဲ့အိမ်ကနေပြီးတော့ဒေမတ်ကထွက်တာကွာအဲ့ဆိုအိမ်ကနေထွက်ဖို့တောင်မှโอเคအဲ့ဒီကရပြီဘာလို့လဲဆိုရင်ခန်းကားရဲ့စာစဲတာခန်းကားရဲ့စာစဲတာဆိုတော့ she a key ဥခဲမိဂရမပတန်ကြီးဟုတ်တယ်ဟုတ်ဥခဲမိဂရမပတန်ကိုမလုံးချင်မဲနဲ့လောက်ရတယ်ဆိုတဲ့အတိတ်ပဲကြီးအဲ့ဆိုကကြာမတွေးချင်မဲနဲ့လည်းတွေးရတယ်အဲ့လိုမျိုးမရှိဘူးနောက်ထပ်တစ်ခုကကြာတော့မိဘနှစ်ပါးအိမ်ကမိဘနှစ်ပါးကို န့်ကျင်ပြီးအိမ်ကနေထွက်ဖို့တောင်းမှခရဲတာတွေးခဲ့တာမျိုးရှိခဲ့ပါတယ်ဒါကြောင့်မို့အဖြစ်အနံပါတ်လေးဖြစ်ပါတယ်ဒါဆိုရင်ဒါလေးကိုရပါမယ်ကဲအားဆိုဒီမှာ grammar ပတ်တန်ရမ်းရှိနေမှာဆိုလို့ဆရာကဒီမှာရက်ပါမယ် star ပုတ်စာကိုနောက်တစ်ပိုင်းမှာဆက်ပြီးပြောပါမယ်အားလုံးပဲ Oscar de Samades အားလုံးကျေးဇူးတင်ပါတယ်ပြိတ်ပါပြီ